စကလုံးများ၏တွန်းအားဒီခေါက်ကျွန်တော်ရွေးထားတဲ့ခေါင်းစဉ်ကစကလုံးများ၏တွန်းအားဆိုတဲ့ခေါင်းစဉ်လေးပါလူငယ်တွေအတွက်ဘဝတစ်စစ်ချိုးဆိုတဲ့စကလုံးကိုကျွန်တော်တို့နိုင်ငံမှာဆိုရင်အခြေခံပညာအထက်တန်းအောင်စင်းတွေထွက်တဲ့အချိန်တက္ကသိုလ်နောက်ဆုံးနှစ်အောင်မြင်ပြီးဆုံးကြတဲ့အချိန်မှာအများဆုံးတုံးကြမယ်ထင်တယ်အဲ့ဒီအချိန်မှာဘဝအတွက်ရည်မှန်းချက်တွေဘယ်လောက်ထိရှိသလဲဘာတွေဖြစ်ရှင်သလဲစသဖြင့်ကျွန်တော်တို့ရဲ့စီနီယာတွေမိဘတွေဆရာသမားတွေကမေးလေပြောလေဆွေးနွေးလေရှိကြကြပါတယ် တကယ်တော့အဲ့ဒါတွေမလုံမြောက်တဲ့အချိန်မှလဲဘဝမှာအချိုးအစစ်တွေအများကြီးရှိနေတာလျှောက်လန်းလာတဲ့ဘဝခီးတစ်လျှောက်မှာကြုံနေရတာပဲဆိုတာဖြည်းဖြည်းသိလာကြပါတယ်အဲ့ဒီအဲမှာမှဘဝမှာတိုးတက်ခြင်းမီဆိုရင်တော့ကျွန်တော်ဆရာတယောက်ပြောဘူးတဲ့စကားလုံးလေးတစ်ခုခေါင်းစဉ်လေးတစ်ခုပြန်ပြီးသတိရတယ်စကားလုံးတွေမှာစွမ်းအားရှိတယ်စကားလုံးတွေမှာတွန်းအားရှိတယ်ဆိုတဲ့စကားပါပဲ तू ကဘာကြံပေးလဲဆိုရင်ကိုဖြစ်စင်တဲ့အကြောင်းအရာတွေကိုစကားလုံးတွေအနေနဲ့ရွေးချယ်ကြည့်ပါတဲ့မင်းဖြစ်စင်တာတွေကိုစကားလုံးအနေနဲ့ရွေးချယ်ကြည့်လိုက် အဲ့ဒီအထဲကကောင်းတာလေးတွေကိုရွေးကွာတဲ့ကောင်းတာတွေကိုဘာလို့ရွေးစေချင်လဲဆိုတော့ကိုကကောင်းတဲ့ဘဝကိုရောက်ချင်တာကောင်းတာကိုဖြစ်ချင်တာ ਉਹ တဲ့ဟုတ်ပြီဆိုပြီးကိုကြိုက်တဲ့ကိုဘဝမှာဖြစ်ချင်တာလေးတွေအတွက်အထောက်ကူပြုမဲ့စကလုံးတွေရွေးထုတ်ပြီးတစ်လုံးကနှလုံး၄၅လုံး10လုံး15လုံးစသဖြင့်မှတ်ထားတတ်လာပါတယ်မှတ်လာရင်ကထပ်ပြီးတော့ဘာအကြံပေးလဲဆိုတော့ A ရနေ Z အထိ26လုံးကိုကိုဖြစ်ချင်တာနဲ့ကိုက်အောင်ရေးကြည့်ပါတဲ့ကျွန်တော်စာရီဖတ်ရင်ကိုဖြစ်ချင်တဲ့စကလုံးလေးရွေးကြည့်တယ် ကျွန်တော်မှတ်မိသလောက်ပြန်ပြောမယ်ဆိုရင် AA ဆိုပါစို့ adaptable လိုက်လျောညီထွေဖြစ်အောင်နေရမယ်မိသားစုပတ်ဝန်းကျင်တငယ်ချင်းလှုပ်ဖော်ကိုင်းဘက်ဘသူတွေနဲ့ပဲဖြစ်ဖြစ်အထူးသဖြင့်လှုပ်ခွင်နဲ့ရောက်တဲ့အချိန်မှာဒီစကလုံးရဲ့အတိတ်ပဲကိုပို့ပြီးတော့သိလာတယ်ဘာလို့လဲဆိုတော့တယောက်တည်းနေလို့မရဘူးပတ်ဝန်းကျင်နဲ့နေတဲ့အချိန်မှာလိုက်လျောညီထွေဖြစ်အောင်နေနိုင်တဲ့လူမဖြစ်ဘူးဆိုရင်တော်တော်လေးအဆင်မပြေဘူး B နဲ့စတဲ့ balance ဟန်ချက်ညီဖို့အလုပ်ကြီးပဲလည်းမဟုတ်ဘူးမိသားစုကြီးပဲလည်းမဟုတ်ဘူးငွေရှာတာကြီးပဲလည်းမဟုတ်ဘူးကိုယ့်ရဲ့ဘဝကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့အလုပ်ခွင်ဟာဟန်ချက်ညီညီနဲ့သွားနိုင်မှု C ဆိုရင် contribute ကိုလိုချင်တာကြည့်ကြည့်လို့မရဘူးကိုယ့်ဘက်ကပြန်ပေးရမယ်ပံမိုးကူညီရတဲ့လူကောင်းတစ်ယောက်ဖြစ်အောင်လည်းစူးစမ်းရမယ် D ဆိုရင် deserve ကိုရလိုက်တာတွေသည်ကိုနဲ့ထိုက်တန်တဲ့အရာတွေဖြစ်ဖို့ဒါမှသာလေနောက်ကနေပြီးတော့မှန်ကန်တဲ့တာရှိခံတဲ့စိတ်ချမ်းသာပျော်ရွှင်မှုတွေနောက်ကနေလိုက်လာမယ် E မှာကျွန်တော် engage ဆိုတာလေးယူလိုက်တယ်တယောက်တည်းလုပ်လို့မရဘူးပတ်ဝန်းကျင်ဆိုတာရှိတယ်ကိုလိုချင်တဲ့အရာသူလိုချင်တဲ့အရာ ကိုလုပ်ငန်းအတွက်လိုအပ်ချက်သူ့လုပ်ငန်းအတွက်လိုအပ်ချက်တွေအတွက်အပြန်အလှန်ချိတ်ဆက်မှုမရှိဘူးအန်ကြားဆက်ဆက်မှုမဖြစ်ဘူးဆိုလို့ရှိရင်ပို့ပြီးတော့အချိန်တွေငွေတွေလူတွေကုန်သလောက်အရာမတွင်တာခက်ခဲတာတွေရှိတတ်တယ်စကလုံးတွေကအသက်ရွယ်လိုက်ကြိုက်တာတွေလည်းရှိသလိုမကြိုက်တာတွေလည်းရှိပါတယ်တချို့စကလုံးတွေကကျွန်တော်ရွေးထုတ်ရင်းနဲ့ဒီ26လုံးထဲမှာပြင်သွားတာလည်းရှိတယ်အဲ့ဒီစကလုံးတွေမှာကျွန်တော်မှတ်မိတာဆိုရင် fairness ကိုကောင်းမှုလို့စဉ်းစားတဲ့အချိန်မှာ ကိုတိုးတက်ဖို့အတွက်စဉ်းစားတဲ့စကားလုံးထဲမှာမပါခဲ့ဘူး။ဒါပေမဲ့ဘဝကတင်သွားတဲ့အခါမှာမျှတမှုရှိရမယ်။ကိုယ့်ဘက်ကြီးပဲကြီးလို့မရဘူးဆိုတဲ့အရာသိလာတဲ့အချိန်မှာ fairness ဆိုတဲ့စကားလုံးတော်တော်လေးသဘောကျပါတယ်။နောက်တစ်ခုက genuine စစ်မှန်မှုရှိဖို့ကိုယ်ကစစ်မှန်တာတွေကြိုက်ရင်ကိုယ့်ဘက်ကလည်းစစ်မှန်တာတွေဖြစ်အောင်စစ်မှန်တဲ့လူတယောက်ဖြစ်အောင်ကြိုးစားဖို့လိုပါတယ်။နောက်တစ်ခါ humanity ကိုချင်းစာတရားနဲ့စာနာစိတ်လေးနဲ့လူသားဆန်ဆန်နေထိုင်တတ်အောင်ကြိုးစားဖို့လိုတယ်ဆိုတဲ့အချက် ဘာလို့လဲဆိုတော့ကိုဘက်ကအားနေချက်တွေကိုမမြင်ခဲ့ပေမဲ့သူများအားနေချက်တွေမြင်တဲ့အချိန်မှာကိုကဒီလိုလိုချင်တယ်ကိုဘက်ကလည်းဒါရီပေးနိုင်မှရမယ်ဆိုတဲ့အချက်ပါလာတယ်။နောက်တစ်ခု initiative ကိုကစပြီးတော့လုံနိုင်တဲ့ကိုစွမ်းကိုစားကိုပြနိုင်တဲ့လူဖြစ်ဖို့လိုတယ်။အဲ့လိုအချက်တွေဖြစ်လာဖို့ဆိုတာဘဝကတစ်ခါလေကြရင်တွန်းအားတွေတိတ်များတယ်၊စိတ်ပြက်စရာတွေ၊ဝမ်းနည်းစရာတွေ၊ဖီစီးမှုတွေဒါရီနဲ့ဆိုတော့နောက်စကလုံးတစ်ခုသူ့ဘဝဘေးနဲ့ရွေးမိတာ joy ပျော်ပျော်ရွှင်ရွှင်နေရဖို့ဆိုတာမျိုးပေါ့။ ျွန်တော်ပြောရင်အရှိကြီးဖြစ်မှာပဲအဲ့ဒီတည်းကမှကိုဖြစ်စင်နာရီကိုဆက်ဆက်ပြီးတွေးတဲ့အခါမှာဝုဒ္ဓတရီနဲ့ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့ knowledgeable ဖြစ်တဲ့လူတစ်ယောက်ဖြစ်ဖို့စိတ်ဆက်မပြတ်သင်ယူဖို့ learning မမေ့ပါနဲ့ဆိုတာမျိုးစိတ်ရောကိုယ်ပါစိတ်အားထက်သန်မှုရှိဖို့လိုတယ် passion passionate ဖြစ်တဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစားရင်းရနေပြီးတော့ဆုံးရှုံးမှုတွေတွေ့လာရတယ်လည်းရှိတယ်အဲ့ဒီအချိန်မှာခံနိုင်ရရှိဖို့ resilience ခံနိုင်ရှိအောင်ကြိုးစားတတ်ဖို့စကလုံးတွေရနေပြီးတော့ကျွန်တော်ကိုတွန်းအားပေးသွားတယ်စကလုံးတွေရနေပြီးတော့ကျွန်တော်ကိုသင်ပေးသွားတဲ့အချက်တွေအများကြီးရှိလာတယ် လူငယ်အနေနဲ့အခြေခံပညာအထက်တန်းနှစ်ချင်းမောက်အောင်ခြင်းမအောင်ခြင်းဘွဲဒီဂရီရဲ့အချိန်တူတူနဲ့ရခြင်းမရခြင်းတဲ့ကြောင့်ငါဘဝတစ်ဆင့်ချိုးမှာဖူးထစ်တွေဖြစ်ရပါပြီလို့ဝမ်းနဲ့ချီကွဲပြီးမလုံနိုင်မကင်နိုင်အစားနိုင်မတောက်နိုင်ဖြစ်မဲ့အစားစကလုံးလေးတွေရွေးကြည့်ပါကိုယ့်ရဲ့ဘဝကိုကိုရွေးထားတဲ့စကလုံးတွေနဲ့တုံးအားပေးသွားမယ်ဆိုရင်ဘဝမှာအောင်မြင်တဲ့လမ်းတစ်ခုရှောက်နိုင်မယ်လို့ယုံကြည်ပါတယ်